ဝန်နေချောင်းတဝင်းလွှာ2025ခုနှစ်ဧပြီလ3ရက်အပိုက်တဲ2025ခုနှစ်မတ်လ28ရက်နေ့တွင်မြန်မာနိုင်ငံစကိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာကွာ၌အင်အား9.8ပမာဏရှိငလင်ကြီးမေဂျာအကွစ်နှင့်နောက်ဆက်တွဲငလင်ငယ်များလှုပ်ခတ်မှုကြောင့်မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံများတွင်အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည် အထူးသဖြင့်အဆိုပါငလင်တန်ကြောင့် မြန်မာနိုင်ငံ၌ပြည်သူများစွာ ထိခိုက်သေးဆုံးခဲ့ရာ2021ခုနှစ်ဆီယနာသိမ်းပြီးနောက်ပိုင်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement CDM ပြုလုပ်ထားသောကျမ်းမာရေးဝန်ထမ်းအချို့နှင့်ရင်းနှီးမိသားစုဝင်များသည်အသက်ဆုံးရှုံးခဲ့ရကြောင်းသိရှိရပါသည်အပိုင်းနှင့်အမျိုးသားညီညွတ်ရေးအစိုးရကျမ်းမာရေးဝန်ကြီးဌာနသည်ငလင်တန်ကြောင့်တေဆုံးခဲ့ရသည့်ပြည်သူများ CDM ကျမ်းမာရေးဝန်ထမ်းများနှင့် ရင်းနှုတ်ဤမိသားစုဝင်များအတွက်ညာစွာကြေကွဲဝန်းနေရပါသည် အပိုင်း၃ဝင်းကြီးဌာနအနေဖြင့် CDM အောင်မြင်ရေးကော်မတီ CDM ဆက်ဆက်ကော်မတီ CDM ကျန်းမာရေးကွန်ရက် CDM Medical Network တို့နှင့်ချိတ်ဆက်၍ငလင်တန်းကြောင့်ထိခိုက်သေးဆုံးခဲ့ရသည့် CDM ကျန်းမာရေးဝန်ထမ်းများနှင့်ရင်းနှုတ်ဤမိသားစုဝင်များအတွက်တအားသမျှကုညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်းအတိပေးထုတ်ပြန်အပ်ပါသည် 再买一个女穿的，牛仔的牛也收下。<noise> <noise>